မန္တလေးမှာနိုင်ငံတကာစတော့ရှယ်ယာနဲ့မူကြီးစည်းကွက်အတွက်ဝေကြီးရင်းနှီးမြှုပ်နှံဖို့ဆိုပြီးတော့အတူပစံ15ရာခိုင်နှုန်းပေးမယ်လို့ပြောပြီးတော့စီယုံခဲ့တဲ့တောက်တာညီညီဆွေးဆိုတဲ့ပုဂ္ဂိုလ်ကလူအများစီကနေမြန်မာငွေကြက်ငွေသိမ်းပေါင်းတောင်းနေချီပြီးတော့လိန်လည်မှုဖြစ်ပေါ်ခဲ့ပါမန္တလေးမှာနေထိုင်တဲ့ဒေါက်တာညီညီဆွေးဆိုတဲ့ပုဂ္ဂိုလ်ကသူတို့အဖွဲ့လိုက်ဟာ နိုင်ငံတကာစတော့ရှယ်ဟာဈေးကွက်တွေမှာရင်းနှီးမြှုပ်နှံဖို့ဆိုပြီးတော့လူအများအပြားကိုစီယုံပြီးအဲ့ဒီကနေပြီးတော့ထဲဝင်တဲ့လူတွေကို15ရာခိုင်နှုန်းအတိုးပေးမယ်လို့ပြောပြီးစီယုံခဲ့ပါတယ်။အဲ့လိုစီယုံတဲ့အချိန်မှာလဲအလုံးခမ်းနားတဲ့ခမ်းမကြီးတွေဟိုတယ်ကြီးတွေမှာကျင်းပပြီးတော့လူအများကိုရှယ်ဟာငွေကြီးတွေထည့်ဖို့အတွက်ပြောဆိုခဲ့တာပဲဖြစ်ပါတယ်။အဲ့လိုထည့်ကြတဲ့အချိန်မှာပဲ အနည်းဆုံးတအူးကိုသိန်း300လောက်ထည့်ပြီးတော့အခုအခါမှာကြံွေသိန်းပေါင်းတောင်းနဲ့ချီပြီးများစွာရရှိသွားတဲ့အချိန်မှာအဲ့ဒီပုံကူဖြစ်တဲ့ဒေါက်တာညီညီဆွေဟာအီဗီလာလောက်ကုန်တော့ထွက်ပြေးတိတ်ဆောင်သွားတယ်လို့သတင်းတွေအရတွေ့ရှိရပါတယ်။အဲ့ဒီထပ်ဝင်ရတဲ့လူတွေထဲမှာလည်းဘုန်းကြီးတွေသီလရှင်တွေလည်းပါဝင်ကြတယ်လို့သိရပါတယ်။ဘုန်းကြီးတွေသီလရှင်တွေကလည်းသူတို့အကြောင်းအတွက်လာစဉ် အတုံးစိတ်ကလေးရအောင်ဆိုပြီးထည့်ဝင်ထားတာမျိုးတွေရှိပါတယ်။လိန်လင်မှုကလည်းရန်ကုန်မန္တလေးတဝယ်ဖိတ်နဲ့နေပြည်တော်အထက်ကိုပါပေါက်ရောက်ပြီးတော့လိန်လေသွားတယ်လို့သိရှိရပါတယ်။နောက်ထပ်နိုင်ငံတကာသတင်းလေးတစ်ခုပြောပြချင်ပါတယ်။အမေရိကန်နိုင်ငံလော့စ်အိန်ဂျလိမြို့မှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကိုသူ့ရဲ့ပြဋ္ဌာန်းထားတဲ့လူ위မှုကြီးကြပ်ရေးဥပဒေကိုစန့်ကျင်တဲ့အနေနဲ့လော့စ်အိန်ဂျလိယာပြည်သူတွေက ဆန္ဒပြမှုကြီးအပြင်းထန်ဖြစ်ပေါ်ခဲ့ပါတယ်။အဲ့ဒီပြတဲ့ဆန္ဒပြတဲ့လူတွေကိုလည်းဖမ်းဆီးထားတယ်လို့လည်းသိရှိရပါတယ်။လော့စင်ဂျီလိမြို့မှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့လူမှုကြီးကြပ်ရေးဥပဒေအရပြည်နှင်နာပေးတာကိုအကြိုက်တဲ့အနေနဲ့စန့်ကျင်ဆန္ဒပြကြပြီးတော့လူဒါဇင်နဲ့ချီပြီးလူပေါင်းဒါဇင်နဲ့ချီပြီးဖမ်းဆီးခံခဲ့ရတယ်လို့လည်းသိရှိရပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်က လော့စင်ဂျီလိရဲ့အမျိုးသားအဆောင်တက်သား 2000ကျော်လောက်ကိုအဲ့ဒီစန္ဒပြတဲ့နေရာတွေကိုဆေးလွတ်ထားတယ်လို့သိရပါတယ်ပြီးတော့လဲစန္ဒပြတဲ့လူတွေဟာလော့စ်အင်ဂျလိမြို့လေကောင်နေရာတွေနဲ့ပါရာမော့မြို့တွေမှာနှစ်ရက်လောက်စန္ဒပြခဲ့ကြတယ်လို့သိရှိရပါတယ်လော့စ်အင်ဂျလိကတပ်ဖွဲ့ဝင်နေရာဆိုရင်လူစုခွဲဖို့ဆိုပြီးတော့မျက်ရည်ယိုဘုံတွေမိโกဘုံတွေအတန်ဘုံတွေကိုအုံပြပြီးတော့သူတို့ လူစုခွဲဖို့ကြိုးစားခဲ့ကြပါတယ်။စနေနေ့မှာတော့ဆန္ဒပြတဲ့လူအများအပြားဖမ်းဆီးခံခဲ့ရတယ်လို့သိရှိရပါတယ်။ American သမ္မတဒေါ်နယ်ထရန့်ရဲ့အုပ်ချုပ်ရေးအဖွဲ့ထဲမှာပါတဲ့ပုံကူလေးကတော့ဘာပြောလဲဆိုတော့ဥပဒေမဲ့အဓိကယုံဖြစ်တယ်လို့သူတို့ကတော့ထုတ်ပေါ်ပြောကြရပါတယ်။ဆန္ဒပြတဲ့သူတွေကလည်းအဲ့ဒီဟာကားတစ်စီးကိုမိရှုပြီးတော့ဆန္ဒပြခဲ့တဲ့ပုံရိပ်တွေတက်ပုံတွေဗီဒီယိုတွေလည်းတက်လာတာ။ တွေ့ရှိရပါတယ်ထိန်းသိမ်းလောစင်ဂျီလီယာထိန်းသိမ်းတက်ဖွဲ့ဝင်တွေကသူတို့ဟာជីကာတွေဒိုင်းနေပြီးတော့နံပါတ်တုပ်တွေကန်ဆောင်ပြီးတော့စာတတ်ပြတဲ့လူတွေကိုဟန်တားကြတဲ့အချိန်မှာစာတတ်ပြတဲ့လူတွေကလည်းမီရှူပြီးပန်းနေနဲ့ပြန်ပြီးတော့ဒီသောသောတော့ပြောဆိုထိန်းသိမ်းတက်ဖွဲ့တွေကိုပြန်လဲတိုက်ခိုက်ကြတယ်လို့သိရပါတယ်ကယ်လီဖိုးနီးယားပြည်နယ်ကယ်လီဖိုးနီးယားပြည်နယ်ဆိုတာက ဒီ Los Angeles ဟာလည်း California ပြည်နယ်ထဲမှာပဲပါပါတယ်။ California ပြည်နယ်ရဲ့ပြည်နယ်အုပ်ချုပ်ရေးမှူးဖြစ်တဲ့သူကတော့ဘာပြောလဲဆိုတော့ American သမ္မတ Donald Trump ရဲ့ထိပ်သီးတက်ဖွဲ့ကြီးဒီ Los Angeles ကိုဆီလွတ်တာဟာမှားယွင်းတဲ့ mission တစ်ခုဖြစ်ပြီးတော့အများပြည်သူရဲ့ယုံကြည်မှုကို ပြက်ပြားစေအောင်ပြုလုပ်တာလို့သူကတော့ထုတ်ဖော်ပြောကြားခဲ့ပါပြီးတော့ထိပ်သီးတက်ဖွဲ့ကြီးရဲ့ပြီးတော့ Los Angeles ရဲ့တက်ဖွဲ့ကြီးဟာဆိုရင် နံပါတ်တုတ်ဒီမိโกဘုံတွေပြီးတော့မျက်ရည်ရဘုံတွေကိုအတုံးပြပြီးတော့ပြည်သူတွေကြားထဲကိုစမ်းတပ်ပြတဲ့ပြည်သူတွေကြားထဲကိုပြစ်ခတ်နှိမ်နင်းတဲ့အတွက်တချို့လည်းဒဏ်ရာနှင်းရရှိကြတယ်လို့သိရှိရပါတယ်စမ်းတပ်ပြတဲ့သူတွေကလည်းဖမ်းထားတဲ့သူတွေအကုန်လုံးကိုလွှတ်ပေးပါပြီးတော့ရွှေပြောင်းနေထိုင်တဲ့သူတွေအားလုံးကိုလည်းအခွင့်အရေးတွေပြန်ပေးပါပြီးနောက်တစ်ခုက ပြည်နေနံကိုလည်းရက်တံပေးပါဆိုတဲ့စိုက်ပုတ်တွေကင်ဆောင်ပြီးတော့သူတို့ကအော်ဟစ်စန္ဒပြကြပါတယ်။အဲ့ဒီစန္ဒပြတဲ့လူတွေကလည်းဖက်ဒရယ်ပြည်တော်စုအစအုံနာအထီကိုဝါယီပွင်ပိတ်ဆို့စန္ဒပြကြတဲ့အတွေ့အကြုံမလို့ရက်တက်ဖွဲ့အများအပြားကိုအသုံးပြုရတယ်လို့လည်း LAPD လို့ခေါ်တဲ့ Los Angeles Police Department ကနေထုတ်ဖော်ပြောကြားခဲ့တာကိုလည်းသတင်းများအရသိရှိရပါတယ်။အခုခါမှာတော့ အဲ့ဒီဆန္ဒပြတဲ့ပြည်သူ54ဦးကိုဖမ်းဆီးထားပြီးလို့တတိတွေရထွက်ပေါ်လာတာရှိပါတယ်ခင်ဗျာကျွန်တော်ရဲ့ channel လေးကိုကြည့်ရင်လည်း security တွေပေးပြီးတော့နောက်ကြည့်လို့ရအောင်နုတီခေါင်းလောင်းလေးတွေနှိပ်ပေးထားပါခင်ဗျာအားလုံးကြက်ပါပြီးရန်သူမျိုး၅ပါးအန္တရာယ်ကကြီးဝေးကြပါလိမ့်ခင်ဗျာ